ရေဒီယိုအန်ယူဂျီသောတာရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မတ်လ30ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီရင်တဲ့ငလျင်ဘေးတံသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စစ်ကောင်စီဘက်ကလုံခြုံရေးအာမခံချက်ပေးပါကငလျင်ဘေးတံပြည်သူတွေကိုစေကူတမှုစောင့်ရှောက်ပေးရန်ပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေဆုနဲ့ CDM ဆေးကုသမှုအဖွဲ့မန္တလေးနဲ့နေပြည်တော်ကိုဝင်ရန်အတင်းရှိဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်ကောင်စီဘက်ကလုံခြုံရေးအမားကန်ချက်ပေးပါကငလင်းပေးတဲ့ပြည်သူတွေကိုဆေးကုသမှုစောင့်ရှောက်မှုပေးရန်ပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးနဲ့ CDM ဆေးကုသမှုအဖွဲ့မန္တလေးနဲ့နေပြည်တော်ကိုဝင်ရန်အတင်းရှိတယ်လို့ပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးက PVTV နဲ့အင်တာဗျူးမှာပြောကြားပါတယ်။ကျွန်တော်ခုသွားဖို့ဆင်သစ်လုပ်ထားတယ်။မန္တလေးကိုသွားဖို့ဆင်သစ်လုပ်ထားတယ်။နေပြည်တော်ကိုသွားဖို့ဆင်သစ်လုပ်ထားတယ်။ဒီနေ့တို့သဘောတူဒီနေ့ကျွန်တော်တို့သွားလို့ရပြီ။ ကျွန်တော်တွေမကဘူးကျွန်တော်တို့ CDM တင်းတွေကအစင်းသစ်ဖြစ်တယ်အရေးပေါ်အထုကူတွေအယိုးခွဲစိတ်တွေဆရာဝန်တွေတူနာပြုတ်တွေအစင်းသစ်ရှိတယ်လို့ဝန်ကြီးကပြောပါတယ်မလ29ရက် NUG အစိုးရထုတ်ပြန်ချက်မှာစစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်တဲ့မြို့ကြီးများမှာလုံခြုံရေးအာမခံချက်ရှိပါကအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရှိတဲ့ CDM ကျွမ်းကျင်ဝန်ထမ်းများအနေနဲ့နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ပြီးဂလင်းဘေးသင့်ပြည်သူများအတွက်အရေးပေါ်ကယ်ဆယ်ရေးနဲ့ကုသရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းဖော်ပြပါရှိပါရခင်ဗျာ အခုတခါမန္တလေးမြို့ရှိ Sky Villa Condo မှာနိုင်60ကျော်ကြာမြုပ်နေတဲ့အသက်9နှစ်ရွယ်ကလေးတဦးကိုဝန်ဆောင်အမျိုးသမီးတဦးနဲ့အသက်29နှစ်အမျိုးသမီးတို့ကိုကယ်ဆယ်နိုင်ခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရှိ Sky Villa Condo မှာနိုင်60ကျော်ကြာမြုပ်နေတဲ့အသက်9နှစ်ရွယ်ကလေးတဦးကိုဝန်ဆောင်အမျိုးသမီးတဦးနဲ့အသက်29နှစ်အမျိုးသမီးတို့ကိုတရုတ်ကယ်ဆယ်ရေးအဖွဲ့ကကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။မလ31ရက်နေ့ဒေသစံတော်ချိန်မနက်9:38မိနစ်နဲ့6:20မိနစ်တို့မှာညာလုံးပေါက်ကဲဆေးရာမှတရုတ်ကဲဆေးရေးဖွဲ့နဲ့ တရုတ် Ram Union Rescue ကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်းပြီးမန္တလေးမြို့ရှိ Sky Villa Condo မှာနာရီ60ကျော်ကြာမြုပ်နေတဲ့အသက်9နှစ်အရွယ်ကလေးတဦးကိုဝန်ဆောင်မျိုးသမီးတဦးနဲ့အသက်29နှစ်မျိုးသမီးတို့ကိုကယ်ဆယ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကယ်ထုတ်ချိန်မှာကလေးရဲ့အသက်ရှင်လက္ခဏာများကောင်းမွန်ခဲ့ပြီးနှိုးစလုံးကိုဆေးရုံကိုပို့ဆောင်ကုသပေးခဲ့တယ်လို့တရုတ်တန်ရုံရှန်ကွန်ကဖော်ပြပါတယ်။အလားတူမန္တလေးမြို့ Great Wall Hotel မှာပိတ်မိနေတဲ့မျိုးသမီးတဦးကိုတရုတ်ကယ်ဆယ်ရေးအဖွဲ့ကလည်းကယ်တင်ပေးနိုင်ခဲ့ပါတယ်။မလာ28ရက်မှာမန္တလေးတိုင်းဒေသကြီးတွင်ငလျင်လှုပ်ခတ်မှုကြောင့် Sky Villa အဆောက်အဦပြိုကျပျက်စီးခဲ့တဲ့နေရာမှာပိတ်မိတဲ့လူအများပြားရှိခဲ့ပါတယ်။အဲ့ဒီနေရာအားမတ်လ31ရက်ရှောက်ဖွေကေဆေးဖွဲ့များဟာတရုတ်ပြည်သူသမ္မတနိုင်ငံမှရှောက်ဖွေကေဆေးတပ်ဖွဲ့များနဲ့ပူးပေါင်းပြီးကုညီကေဆေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ရမှာအမျိုးသမီး2ဦးအားအသက်ရှင်လျက်ကေဆေးနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်တေဆုံးသူမှ2ဦးရဲ့ရုံလောင်းများအားရှောက်ဖွေတွေ့ရှိခဲ့ပြီးရှောက်ဖွေကေဆေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ရှိတယ်လို့သိရပါတယ်။ လက်တလုံးမှာမန္တလေးမြို့ရှိ Sky Villa အဆောက်အဦအောက်မှာမိသားစုဝင်များအသက်ရှင်လျက်ရှိနေသေးတယ်လို့မြေပြင်ပေါ်မှာရှိတဲ့မိသားစုဝင်တွေကယုံကြည်ထားကြပါတယ်ခင်ဗျာအခုဆက်လက်ပြီးမြန်မာကလေးဘေးသင့်ပြည်သူပြည်သားများကိုတတ်နိုင်တဲ့ဘက်ကအကူအညီပံ့ပိုးပေးလို့ KIO နဲ့ KNU တို့အသီးသီးထုတ်ပြန်တဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်မြန်မာကလေးဘေးသင့်ပြည်သူပြည်သားများကိုတတ်နိုင်တဲ့ဘက်ကအကူအညီပံ့ပိုးပေးလို့ KIO နဲ့ KNU တို့ကအသီးသီးထုတ်ပြန်လိုက်ပါတယ်မလ30ရက် KIO ရဲ့ထုတ်ပြန်ချက်အရ အင်းအားအလွန်ပြင်းမြင်ကလေးကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းပဲခူးတိုင်းတို့ရှိမြို့ရွာတို့မှာလူအသက်များစွာသေဆုံးခြင်းပျောက်ဆုံးခြင်းထိခိုက်ခြင်းနဲ့လူနေအိမ်နဲ့အဆောက်အအုံများပြိုကျပျက်စီးမှုတို့ပေါ် KIO နဲ့ကချင်ပြည်သူလူထုကလည်းထပ်တူကြေကွဲဝမ်းနေရတယ်လို့ဖော်ပြပါတယ်ဒါပြင်မြို့ရွာများပြန်လည်ထူထောင်ရင်းနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများကို KIO နဲ့ကချင်လူထုတရလုံးကတက်နိုင်တဲ့ဘက်ကပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ဆိုပါတယ် အလားတူမင်းကလင်းတန်းကြောင့်အသက်အိုးအိမ်စီးစိမ်ကြောင်းများစွာပျက်စီးဆုံးရှုံးခဲ့ရမှုများနဲ့ပတ်သက်ပြီး KNU ကရင်မျိုးသားစီယုံ KNU နေနဲ့အများပြည်သူတို့နဲ့အတူထပ်တူထပ်မြခြေခွဲဝန်းနေရတယ်လို့ထုတ်ပြန်ပါတယ်။ KNU နေနဲ့လည်းအရေးပေါ်လိုအပ်မှုများကိုတုံ့ပြန်ကူညီဆောင်ရွက်နိုင်ရန်ကိုစမ်းညံစွမ်းရှိသဖြင့်တတ်နိုင်တဲ့နီလန်းမှပါဝင်သွားမှာဖြစ်ကြောင်းကြေညာထားပါတယ်ခင်ဗျာ။အခုတခါပြင်းထန်ကလေးအကြောင်းတည်ဆုံးခဲ့ရတဲ့ပြည်သူနှုတ်ဦးကိုရွှေဘူပကပ်ဖထောက်ပံ့ပေးရမှုများပြုလုပ်တဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။ ငလင်းတန်းကြောင့်တည်ဆုံခဲ့ရတဲ့ကန္တာကုန်းရွာကပြည်သူနှုတ်ဦးရဲ့မိသားစုဝင်တွေကိုရွှေဘုံမြို့နယ်ပကဖကထောက်ပံ့ငွေပေးရခါအားပေးစကားပြောကြားခဲ့တယ်လို့ပကဖအတန်းကဖော်ပြပါတယ်။ဒါ့အပြင်ငလင်းလှုပ်ခတ်မှုမှာပြိုကျပျက်စီးခဲ့ရတဲ့ကန္တာကုန်းဗလီအားကွင်းစင်ကြည့်ရှုကလိုအပ်တဲ့ထောက်ပံ့ပစ္စည်းတွေကိုလည်းပေးရခဲ့တယ်လို့သိရပါတယ်။တဘာဝဘေးကိုကြုံတွေ့ခဲ့ရတဲ့ပြည်သူများရဲ့ခက်ခဲတွေကိုပြည်သူကာကွယ်ရေးတပ်မတော်နဲ့ပြည်သူကာကွယ်ရေးဖွဲ့တွေကမိမိနိုင်ငံတွင်းရှိတော်လှန်ရေးဖွဲ့စည်းတွေနဲ့ပေါင်းစပ်ညှိနှိုင်းကတက်ဆွမ်းသမျှအစွမ်းကိုကူညီကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမွန်ကမလ28ရက်ကညွှန်ကြားထားပါတယ်ခင်ဗျာအခုတကတင်ဆက်ပေးမှာကတော့ ZFU PDF Zolan တီထောင်မှု၄နှစ်ပြည့်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ZFU PDF Zolan တီထောင်မှု၄နှစ်ပြည့်ခဲ့ပြီလို့မလ31ရက်မှာ TV ထုတ်ပြန်ပါတယ်မြန်မာနိုင်ငံဆရာနာရှင်လက်အောက်ကလွတ်မြောက်ဖို့အတွက်ကျွန်တော်ကျမတို့ ZFU PDF Zolan တီထောင်ခဲ့တာဒီကနေ့ဆိုရင်၄နှစ်ပြည့်ခဲ့ပါပြီဒီ၄နှစ်တာကာလအတွင်းမှာ ZFU PDF Zolan ဒီပေးဆက်မှုပေါင်းများစွာရှိခဲ့ပါတယ် ပြန်မရနိုင်တဲ့အသက်တွေပြင်ကိုလက်အင်္ဂါတွေဆုံးရှုံးပြီးတော့တော်လန်ရေးကိုပိဆက်အနစ်နာခံခဲ့ကြပါတယ်။ဒီပိဆက်ကြိုးစားမှုတွေကြောင့် ZFU PDF ဇိုလန်နဲ့ထိုက်တန်တဲ့အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ဒီအောင်မြင်မှုတွေဟာကျွန်တော်တို့ရဲ့ခွန်အားတစ်ခုလည်းကြောင့်မဟုတ်ပဲပြည်သူလူထုအားလုံးရဲ့ထောက်ခံတွန်းအားနဲ့ရဲဘော်တွေရဲ့မစုံမနစ်စည်းစည်းလုံးလုံးကြိုးစားအားထုတ်မှုတွေကြောင့်ဖျားသခင်ရဲ့ကာကွယ်ဆောင်ရှောက်မှုတွေကြောင့်ရဖြစ်ပါတယ်လို့ဆိုပါတယ်။၄နှစ်ပြည့် ZFU PDF ဇိုလန်တို့တုံးလွန်လွန်များကိုလည်းအတီးတီးပေးအပ်ခဲ့ကြပါလိမ့်ခင်ဗျာ။ ခုတခါကရင်အမျိုးသားတပ်မတော် KNA ကအမှတ်1133တရင်ရောတခုကိုလွိုင်ကော်ဒေတာတနေရာမှာဖွင့်လှစ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်အမျိုးသားတပ်မတော် KNA အနေနဲ့မတ်လ30ရက်မှာအမှတ်1133တရင်ရောတခုကိုလွိုင်ကော်ဒေတာတနေရာမှာဖွင့်လှစ်ခဲ့တယ်လို့ဆိုပါတယ်။ရုံးဖွင့်ပွဲကိုတော့မာမိတ်ကိုစတဲ့တချို့နဲ့ဒေတာကန်ရမိရပ်ပပြီးသူအချို့ပအဝင်တက်ရောက်ခဲ့တယ်လို့ကရင်အမျိုးသားတပ်မတော် KNA ကဖော်ပြပါတယ်ခင်ဗျာ။ ်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံသား IT ပညာရှင်များဖန်တီးထားတဲ့ငလျင်အသီးပေး Telegram Chatbot လေးတစ်ခုကိုမျှဝေထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ငလျင်နဲ့ပတ်သက်ပြီးအများပြည်သူတွေဒုက္ခရောက်နေချိန်မှာမြန်မာနိုင်ငံသား IT ပညာရှင်များလှုပ်ဆောင်ထားတဲ့ Studio Next Steps မှဖန်တီးထားတဲ့ငလျင်အသီးပေး Telegram Chatbot လေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်။အဆိုပါဘုတ်ကလည်းငလျင်လှုပ်ခတ်မှုအကြောင်းအရာတွေကိုထိုင်းနိုင်ငံမိုးစလဌာနမှချင်းရတဲ့ပြင်းကြီးရယူပြီးအကြောင်းကြားပြီးတဲ့စနစ်တစ်ခုဖြစ်ပါတယ် အချက်လက်တွေကိုတော့မြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့ပေးပို့ပါတယ်။လုံခြုံစိတ်ချတဲ့ချက်ဖို့ဖြစ်တဲ့အတွက်ကြောင့်စိတ်ချစွာအသုံးပြုနိုင်တဲ့အတွက်အသုံးပြုချဖို့ကိုလည်းနှိုးဆော်ခြင်းပါတယ်။ပြန်လည်မျှဝေလို့လည်းရပါတယ်ခင်ဗျာလို့ဆိုထားပါတယ်။အသုံးပြုရလမ်းညွှန်နေတဲ့ Telegram install လုပ်ထားတဲ့ mobile device ပြန်ပါဖုန်းမှာပါတဲ့ကင်မရာနဲ့အောက်ပါ QR code ကို scan ဖတ်ပြီးထည့်သွင်းပြီးပါက start cloud ကိုနှိပ်ပြီးအသုံးပြုနိုင်ပါပြီ။ဒီ Telegram ချက်ပုတ်ကိုမြန်မာထိုင်းအပါအဝင်အခြားသောနိုင်ငံများမှပြည်သူများအနေနဲ့လည်းအသုံးပြုနိုင်ကြောင်းသိရှိရပါပါခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။